လာကမြင်မှာ350တန်းတိုက်ဘူးတလုံးကျွန်တော်ဒီနေ့ပြပေးမယ်ဒီတိုက်နေလာခဲ့မစိုးကတိုက်ဘူးတလုံးဆိုတော့ကဒီတိုက်လေးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့ခြံပေါ့เนาะခြံအမျက်နှာစာ30နဲ့တပေအနောက်ပေ80အတိဖြစ်ပါတယ်မျက်နှာစာ30တပေအနောက်ပေ80ဒါကကျွန်တော်တို့တောင်ပိုင်းမြေပေးမိတ်အဆင့်အတန်းမျိုးပေါ့เนาะအကျယ်အကျယ်ဝန်းမျိုးကိုတိုက်တလုံးပါမယ်ဈေးက350ဖြစ်ပါတယ်ဒါကဒီဘက်အိမ်ဟာဈေး သူက channel channel ပဲဒီမှာကိုကနှစ်ခုလုံးယူမယ်ဆိုရင်ဒီအလေကနေပိုင်းရမလို့မောင်နှမနှစ်ယောက်ဆိုလို့ရှင်တယောက်ကဒီဘက်အိမ်မှာနေဒီဘက်အိမ်မှာဆိုလို့ရှင်ဒါကမျက်နှာစာ30နဲ့တင်းအနောက်ကိုကျွန်တော်တို့ပေ80သိန်း400ဆိုတော့ဒီအိမ်နှလုံးလုံးဒီချက်အကျဲအားလုံးပြောရမယ်ဆိုလို့ရှင်မျက်နှာစာ60နဲ့နှစ်အနောက်ကိုပေ80အိမ်နှလုံးပါတယ်တစ်လုံးကတိုက်အိမ်တစ်လုံးကတင့်အိမ်တိုက်အိမ်လေးကကျွန်တော်တို့သိန်း450ဒီတိုက်အိမ်လေးကသိန်း400 ဒါကခွဲယူမယ်ဆိုရင် ပြောတာပါ ပိုင်ရှင်ပြောတယ်သူကမင်းနေကြပဲအာဟိုကတော့အိမ်ရောင်းလိုက်ပြီးမှမသွားနေမယ်ဆိုခြံနေများအေးပဲတဲ့ခြံတစ်ခြံမှာအိမ်စင်တော့ဆောင်းလို့ရတယ်တဲ့ဟမ်အဲ့တော့အော်950ကညှိနိုင်သေးဆိုမယ်ရွာညှိနိုင်သေးပေါ့နော်တထေးရောင်းသေးဆိုတော့တိတ်ပပလေးတော့ရှော့မယ်โอเคသွားကြည့်မလား โอ้ด่านี้อ่ะไปนี่อเตยล่ะโอเคยายมาท่าท่าท่าซีอโปขอเหรออ่าบ่ด่าบ่โอเคสรอกอ่ะด่าก็ใต้อนิทาเลยไอ้นัมเบอร์จับพี่ตาดิดิเกเลเล่ลุไม่จับอ่าด่าสรอก350ตันใต้อินขึ้นไปไล่แกไล่แช่ละจี้ไล่ใต้อินนี่เนาะยอชะตันนี่บ่เปียเนาะอะเทอะเทเเละมาอะเช่ဝင်จี้ไล่ မီတာဘောက်တွေပါအကလုံးရှိပြီးသားသူကအိမ်သာနဲ့သူသူ့ရဲ့မီးတွေနဲ့သူဆိုတဲ့အနေထားလေးအနောက်ကိုတစ်ချက်တော့သွားပြနိုင်နော်ဒါကကျွန်တော်တို့သူဟာအိတ်ခံမပါဘူးရှင်နော်တခါလေအိတ်ခံနဲ့အနောက်မှာဘာပါသေးလဲအနောက်ကိုထွက်လို့ရတာတစ်ချက်တော့ကြည့်လိုက်ဟောဒီဘက်ဘေးမှာလည်းအခန်းအခန်းရှိတယ်တစ်ချက်ပြလိုက်မလားအင်းညာမဲ့ချမ်းမှာ ူကတကားတွေကတန်နေပဲเนาะတက်လားအဲ့ဆိုဒီဘက်ဘေးကအခန်းဘယ်လိုသွားမလဲသူကတက်တက်သွားမယ်နီအဲ့ဆိုတခါနဲ့ထွက်လာခဲ့လိုက်တော့ဒါကအိမ်အိမ်နောက်ဖေးဒီမှာရည်စီရှင်းရှင်းရှင်းမယ်ကျွန်တော်ဒီတောင်ကလေးလှခဲ့မြင်ဒီဘက်ခြံတွေကမီးမှန်တယ်အခုဖမ်းမှလည်းတော်တော်မှန်နေပါပြီဒီကာလမှာဒီဘက်ခြံကလေးကျတော့အိမ်သာတလုံးရှိမယ်เนาะရိုးရိုးအိမ်သာပဲဒီဘက်ခြံလာခဲ့အတူအိမ်က ကွန်ကရစ်ခင်ထားတယ်ကိစ္စမရှိဘူးလမ်းလျှောက်လာခဲ့။ဩဒီမှာအခန်းအိတ်ခန်းသက်သက်သွားတယ်ဘယ်တချမ်းလာရှုပ်။ဒါအိတ်ခန်းဟာအိတ်ခန်းလားဟမ်ပြန်နေသွားမယ်။ဟမ်နော်။ Okay ဒါကအိမ်ရှစ်ပေါ်တူဂယ်လေလာကိုအနေကိုအဲဒီမှာအိမ်ရှစ်စကားဝိုင်းလေးဒါဒီတိုင်းအိမ်စတိုင်ပါနော်450 Okay ဒီတော့ကျွန်တော်တို့ဒီဘက်ချန်လေးရတယ်သွားကြည့်မယ်ဆိုတော့ကဒါကအသိအကြီးပဲဒီသိအင်ကတော့ရွာအင်စတိုင်လေးပေါ့နော်ဒီဘက်ချန်မှာရေတိတ်မတက်တော့အိမ်လေးတွေကပုပ်ပုလေးတွေအဲအဲ့လိုမျိုးโอเคဒီဘက်ချန်ချက်လာကြည့်မယ်အိမ်ထဲတော့ဝင်မပြားတော့ရိုးရိုးသိအိမ်မယ်ဆိုတော့လေနော်တော်တော်ရှိတယ်ဒီသိအိမ်ကြီးကဒီသိအိမ်တွေအိမ်သာပါမပါပဲကြည့်တာဟောဟုတ်တယ် ီတဲ့အိမ်ကိုခွဲဝဲမယ်ဆိုတော့ဒီတဲ့အိမ်မှာအိမ်သာပါမလာဘူးเนาะဒီမှာချက်ကြည့်လိုက်နော်အိမ်သာပါမလာဘူးเนาะအနောက်ဖေးနေထားအဲ့တော့ဒီဘက်အရှိဘက် channel ချက်ပြလိုက်အောင်တဲ့အိမ်သာကတတဒီခွဲဝဲလိုက်မယ်ဆိုရင်တော့အဆင်မပြေဘူးလေအဲ့လိုမျိုးတွေ့ရအောင်လားကတည်းအညာစတိုင်လေးလိုပဲပါသိရဟုတ်လားအဲဒီဒီဘက်ခြံချက်လာကြည့်ပဲ ဒီမှာလည်းသူ့မိတာဘောက်ခက်သူသူ့အိမ်နဲ့မနဲ့သူအိမ်အောက်မှာပခက်တုံလုံးလားအင်းအိမ်အောက်မှာပခက်တုံလုံးရှိတယ်နားခဲနားခဲဒီဘက်ဒီဘက်ဖေးချက်ပြနိုင်အောင်ဒီဘက်ဖေးဒါအခုချက်ဖေးနေထားပါတော့ဘေးနားမှာလည်းအိမ်နေပါရရှိတယ်ဒါရွာထဲမှာလှားကမင်းရွာဖြစ်ပါတယ်အနောက်မှာတော့ထင်းရုံလေးပေါ့နော်ဘေးနားမှာဟိုဒီချိန်လေးကပီးသားဆိုတဲ့အနေထားလေးတစ်ခုဖြစ်မယ်ဆိုတော့ကျွန်တော်ညုံချောက်ရအောင် ဆိုတော့ကဒီအိမ်လေးအကြောင်းပြန်ပြောမယ်ဆိုလို့ရှင်ဒီခြံတစ်ခြံလုံးကမျက်နှာစာ62ပေးအနောက်ကိုပေ80ရှိပါတယ်ကိုနေနဲ့ငွေမနိုင်ဘူးဆိုလို့ရှင်ဒါကခွဲရောင်းပေးမှဖြစ်ပါတယ်အားလုံးယူမယ်ဆိုလို့ရှင်3950ပပလေးညှိပေးမယ်နောက်ပြီးတော့ဒီတလုံးချင်းကြီးခွဲယူမယ်ပေါ့နော်တိုက်အိမ်ကိုယူမယ်ဆိုလို့ရှင်450ဒီတစ်အိမ်ကိုယူမယ်ဆိုလို့ရှင်3400ဖြစ်ပါတယ်ဆိုတော့ကဒီလိုမျိုးနေထားလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒီဖုန်းနံပါတ်လေးကိုတစ်ချက်လောက်ဆက်သွယ်စုံစမ်းလိုက်ပါ 啊，咯，就係呢啲咁啊。